စားကြပါအောင်ရှင်ဒီနေ့ဘလော့လေးကတော့ဖြိုးမချက်စားပြရတာကြပြီးဖြစ်တဲ့မိုးဝင်ကားလေးကိုချက်ပြီးတော့စားပြမလို့ပါဖြိုးဘလော့လေးကိုအဆုံးထိကြည့်ပေးကြပါအောင်ရှင်ရှေ့ပဲอืม င်္ဂလာပါရှင်ဆိုရဲ page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အခုကတော့မုတ်ရင်ကချက်ဖို့အတွက်ဖြစ်ွားငပိရီလေးရဲ့ငားရဲ့ဇပလင်ရဲ့ကိုအရင်ဆုံးပြုတ်ထားတာပေါ့နော်ပြီးရင်တော့ကျွတ်ညီနဲ့ငပြောပင်နဲ့ကိုအစင်းနဲ့လောက်ထားလိုက်ပါပြီထုံးစံအတိုင်းမီယာပြက်ပြီဆိုတော့ဖြစ်ွားလွယ်လွယ်ကူမြန်မြန်ဆန်ဆန်ချက်လို့ပြီးအောင်လို့ဒါ EFL gas oil လေးနဲ့ပဲတည့်ပြီးတော့ချက်စားလိုက်တော့မှာပေါ့နော် ကဲဖြိုးကငါးလဲပြုတ်ထားပြီဆိုတော့အရင်ဆုံးငါးလေးတွေကိုအယိုးလွှင့်ပြီးတော့စီတက်ပေးပါတော့မယ်။ဒေအိုးလေးကိုစီထည့်ပါမယ်။စီပူလာရင်ကျက်သွုံဖြူလေးကြိတ်ထားတာလေးထည့်လိုက်တယ်။ဖြိုးကအယောင်တင်မုတ်တွေပါရင်မထဲတော့ဘူး။ဖြိုးတို့မုန်ပြင်းတဲ့ဘက်မှာချက်စားတယ်။ဟင်းကြီးအဝါပုံမှန်တိုင်းချက်မှာဆိုတော့လေဒါဆန်ဝင်းမုတ်လေးပဲထည့်ပြီးတော့စီတက်ပေးလိုက်ပါရစေ။ကဲပြင်းတော့အယွင်းနှင်ထားတဲ့ငါးလေးတွေကိုထည့်ပြီးတော့ကြော်ပြလိုက်ပါတယ် အဲစစ်တပ်ထားတဲ့ငါးလေးနဲ့ရပြီဆိုတော့သူမိုးရင်ငါဟင်းကြီးဆက်ချက်လို့ရပြီပေါ့နော်ကဲအိုးရဲကိုခုနကဖြိုးငါပြုတ်ထားတဲ့အရေပေါ့နော်ဒါငပီးနဲ့ဇပလင်နဲ့ဟိုထည့်ပြီးပြုတ်ထားတဲ့အရေလေးပါအဲ့ဒါကိုလောင်းထည့်လိုက်တယ်အရိုးလေးမပါအောင်လို့စကားလေးနဲ့စစ်ပေးရမယ်နော်ပြီးရင်တော့ခုနကစီတက်ထားတဲ့ငါကြော်လေးကိုထည့်ပြီးလိုက်ပါမယ်ပြီးရင်ကျွတ်နီလေးချမ်းခွဲထားတာလေးကိုထည့်ပြီးလိုက်ပါတယ် ဲငပြောပင်လေးပါတခါတည်းထည့်ပေးလိုက်ပါမယ်ငပြောပင်ကကြတော့ဖြိုးနူးလို့ရှိရင်စားလို့စနွေးမုတ်လို့စိမ်ပြီးတော့မှဒါထည့်ပေးပေါ့နော်ဖြူကလေငပြောပင်ကြိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့အိုးကသေးပေမဲ့ငပြောပင်ကိုမြင်းများထည့်တာလေတိလားကဲပြီးရင်ဇပလင်တပြားရိုက်ထားတာလေးထည့်အရသာအတွက်စားနဲ့ဟင်းခတ်မုတ်လေးနည်းနည်းထည့်လိုက်ပါတယ်ကဲခုဆိုရင်ဆူရက်တီဖြူလို့စောက်ပြရတော့မှာပေါ့နော် ်ဂက်စ်အုံနဲ့ချက်တော့လေလွယ်လွယ်ကူကူမြန်မြန်ဆန်ဆန်လဲချက်လို့ပြီးတယ်တည်လားကဲကူဆိုရင်ဖြိုးရဲ့ဟင်းအိုးလေးဆူလာပြီဆိုတော့ဖြိုးကဟင်းရည်လေးပြင်အောင်လို့ဒါဆန်လော်မုန့်လေးကိုအရေဖြော်ပြီးထည့်ပေးရမှာပေါ့နော်ဒါဆန်လော်မုန့်ကလေးစိုင်းနေမှာဝယ်လို့ရတယ်တည်လားစိုင်းမှာဝယ်လို့မရဘူးဆိုရင်အိမ်မှာရှိတဲ့ဆန်ကိုပဲလှော်ပြီးထောင်းပြီးထည့်လို့လည်းရတယ်နော်ကဲဟင်းရည်လေးပို့ပစ်သွားတာပေါ့နော် ကဲဆန်လုံးမုတ်ထည့်ပြီးရင်တော့ဖိုလိုဒါအဆက်မပြတ်မှွေပြရမယ်နော်မဟုတ်လို့ရှိရင်ဆန်လုံးမုတ်တွေရခဲသွားတက်လို့လေကဲဟင်းအိုးပြန်ပြီးတော့ဆူလာပြီဆိုရင်တော့ဖိုးရဲ့ဒါမုတ်ဟင်ကဟင်းရည်လေးရပါပြီဆောက်လို့ရပါပြီကဲမုတ်ဒီမစားလာကြပြီဆိုတော့ဖိုးမြန်မြန်ဆန်ဆန် EFR gas oil လေးနဲ့ပဲချက်ပြီးတော့အခုစပါတော့မယ် မစားပြရတာလည်းကြာပြီလက်တောင်းဆိုထားတဲ့လူတွေအများကြီးရှိနေဆိုတော့ဖြုတ်ချက်စားပြလိုက်တာပေါ့နော်မုတ်တီပလီထက်ပြောလို့ရှိရင်ဒီမှာစီချက်ဒါစီချက်ထဲမှာဒါကြတော့ဘူတိကျော်ပေါ့နော်ဘူတိကျော်ဖြုတ်ညှက်ထားလိုက်တာကဲမုတ်တီဆိုင်မပါမဖြစ်ပဲသေးနဲ့နဲ့ထည့်ပါမယ်ညူတီဆက်ဆက်လေးနဲ့

စေးထားဘူးပါရင်နော်ရှေ့ပဲစားကြပါအောင်ရှင်ခြိုးတော့စားပါတော့မယ်ဗိုက်စားနေဆိုတော့อืมနော်စားရကြလို့လာမင်းကောင်းတော့ မိုးဟင်ကမစားပြရတော့ကြာဒီမိုးရမေးစောက်ကောင်းရောအဖေမိုးဟင်ကဆိုင်အင်းကပြောပင်ပန်းများအိုးလေးကြိုက်တယ်တိရอืม ထမင်းညံလေးရှိလို့ရှင်ထမင်းညံလေးပါထည့်နေစားအရင်စားကောင် ။ကောင်းလိုက်တာ။လောဝတီမီရှယ်ပဲပြည့်ပြည့်စုံစုံမနက်စာလေးဖြစ်သွားတာပေါ့နော်။ထိုးလို့မြင်းမြန်ဆန်ချက်စားခြင်းနဲ့ဆိုလို့ရှိရင်တော့ EFL ကိုလေးဆောင်းတာနော်။လျှက်စစ်မီယာမမှန်အောင်ဆိုတော့လေ gas on နဲ့မြင်းမြန်ချက်လိုက်မြင်းမြန်ပြီးသွားတာပဲဒီလား။ကဲဖြိုးလို့ချက်စားခြင်းနဲ့ဆိုလိုက်ပြီးချက်စားကြည့်ကြအောင်နော်။နောက်ဘလို့လေကြာလို့ရှိရင်ဖြိုးဘိုင်းချက်ပြပြီးဘိုင်းစားပြအောင်လို့ဆိုတော့ဆက်မချူဝေကြပါအောင်ရှင်။တတ်တာ။